င်္ဂတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါမြန်မာစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာ ဒီပိုင်းဆက်မှာကတော့ရှောင်းရှိရာပုံဆောင်လေးနဲ့ဆောင်းဝဲဆောင်ရှိကအခားရေးဆိုင်ကနေအခြေအနေကိုစောင့်ကြည့်နေပါလေ။အဲ့ဒါမှာတော့ IUDA ပေါလုံကြီးမြေဟာခြေတန်းသရှုကိုဖမ်းဖို့အစီအစဉ်မရှိသေးမှန်းကိုတည်သွားပါလေ။ဇာကွန်ဆိုတော့သူတို့အစီအစဉ်ကလုံးဝဖမ်းတာမျိုးမဟုတ်ဘဲနဲ့ဆောင်းဝဲအစီအစဉ်ချုံးဝင်နိုင်ဖို့ကပထမဦးစားပေးလုပ်ရမယ်လို့ပြောလိုက်ပါလေ။အဲ့ဒါကြောင့် IU လည်းလန့်ပြီးတော့အန်ဒီရှိုနောက်ချိန်ထပ်ပေါ်လာရင်ဘယ်လိုလုပ်ကြမလဲလို့မေးပါလေ။ပေါလုံကြီးမြေကတော့သရှုဟာနောက်ချိန်ထပ်ပြီးတော့အများစီမှာပေါ်လာမှာမဟုတ်တော့ဘူးလို့ပြောလိုက်ပါလေ။တကယ်လို့ပေါလုံကြီးမြေကခံမနာမမအောင်ဆိုရင် တရှဝါဆောင်မဲဆောင်ကနေထွက်သွားလောက်ပြီလို့အာယူကိုပြောပြလိုက်ပါတယ်။ဂျန်ဆောင်လေးပေါင်လူကျင်းဘာလို့အဲ့လိုဆုံးဖြတ်ချက်ချရတာလဲလို့မေးလိုက်ပါတယ်။ပေါင်လူကျင်းမင်းကတော့ခုဆိုရင်တရှဝဲမျက်နှာကိုသိတာဟာဂျန်ဆောင်နဲ့အာယူတွေမကပဲမင်းကြီးရဲ့နန်းတွင်ကိုရန်တော်တွေပါတီသွားပြီလို့ပြောလိုက်ပါတယ်။ဒါတော့အများရှိမှလှူရှားလို့မရမဲ့တူတူဆောင်မဲဆောင်မှနေလဲဘာမှအသုံးဝင်မှာမဟုတ်ဘူးလို့ရှင်းပြလိုက်တာပါ။အာယူတယောက်တရှဝမဖမ်းတော့တာကြောင့်သူဒီမှာဆက်နေရအောင်မလားလို့မေးပါတယ်။ဆရာကွန်ဆရာကနောက်နှစ်ရက်နေလို့ရှိရင်ဆောင်မဲရပြီးဆုံးတော့မှာမလို့မတော်စားဖြစ်လာမှာတွေကာကွယ်ဖို့အတွက်အာယူကိုနှစ်ရက်လောက်ထပ်ပြီးတော့ဒီခံနေလိုက်ပါလို့ပြောလိုက်ပါတယ် အနမရပောင်ကြီးမင်းကရုံတော်အရင်ပြန်သွားမှာမလို့ရေးကြီးကိစ္စရှိမှထပ်လာခဲ့မယ်လို့ပြောခဲ့ပါတယ်။အားကြောင့်ဒီညတော့ကြံကြောင်းနဲ့အာယူလိုလက်ထဲကိုလွှဲထားလိုက်မယ်လို့ပြောခဲ့တာပါ။အညမှာတော့ရှောင်းဝမ်းနဲ့ရဲလူကြီးမင်းတို့ရဲ့ရှောင်းရှိတဲ့တင်းကိုနားဆွေးနေကြပါတယ်။ရဲလူကြီးမင်းကလည်းရှောင်းရှိကမိုးမောင်တာကိုခွင်ကောင်းယူပြီးအထဲကိုဝင်မလာတာပါလို့လဲလို့မေးနေပါတယ်။ရှောင်းဝမ်းကတော့ရှောင်းရှိတယုံမှန်ပေါ်သွားခဲ့တာကြောင့်သူတို့ကဘသူရဲ့ဖြစ်ဖြစ်အဆက်အသွယ်လုံးလုံးလူရိတ်မိသွားနိုင်ပြီးတော့သူတို့တွေပါရောပါသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။အားကြောင့်ရဲလူကြီးမင်းလည်းရှောင်းရှိပူပန်တာမထူးဘူးလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့လင်းဝင်ကတော့ဘာပြဿနာမှမရှိတော့ပါဘူးလို့ပြောလိုက်တာပါ။ဒါကြောင့်မလို့လင်းဝင်ကိုတော့ထပ်ပြီးတော့သတိပေးတာတွေပါလိမလို့တော့ဘူးလို့ပြောနေပါလိ။ရှောင်းဝိုင်းကတော့ဘာဆန်ပါရဲ့ငါစာသင်ကျောင်းစီကိုဒီနေ့လာသွားပြီးဆောင်းမဲမှာကျန်ခဲ့တဲ့လူစင်းကိုယူသွားရလို့တင်ပြလိုက်ပါလိ။ရဲလူကြီးမင်းစဉ်းစားနေတော့မှရှောင်းဝိုင်းကတော့သူကြားတာဟာစေဦးစီးဌာနနောက်ပိုင်းကိုကားရာမျိုးတွေလှုပ်ဖို့အတွက်ပဲလို့ပြောပါလိ။ဒါပေမဲ့ရှောင်းဝိုင်းစိတ်ထဲမှာတော့အဲ့လောက်မရိုးရှင်းလို့ထင်နေပါလိ။ဒါကြောင့်ရဲလူကြီးမင်းလည်းသူတို့တွေဟာစင်းမဲရေးရာဌာနကိုတန်တရားဝင်ဝင်မကပဲနဲ့စင်းမဲရေးရာဌာနမှာရှောင်းရှိရဲ့အတွင်းချိုရှိတယ်လို့ထင်းနေကြကြအောင်ကောက်ချက်ချလိုက်ပါလိ အာတောင်ဆောင်ပွဲဆောင်တွဲမှာကြံခဲ့တဲ့လူအားလုံးကရှောင်းရှိရဲ့အတွင်းသရှိုးဖြစ်နိုင်တယ်လို့ရဲလူကြီးမင်းကပြောလိုက်ပါတယ်။ရှောင်းဝင်လဲရဲလူကြီးမင်းကိုယ်တိုင်ဆောင်ပွဲတော်မှာနေနေရပဲလို့ပြောလိုက်ပါတယ်။အာတောင်ရဲလူကြီးမင်းကသူတို့တွေတန်တရားဝင်တိုင်းပြစ်မှတ်ဖြစ်လာတော့မယ်လို့ရှင်းပြလိုက်ပါတယ်။ရှောင်းဝင်ကတော့သူတို့တွေဒါဆောင်ကြီးခံရင်လိုလက်လက်လှူရှားလို့မရတော့လို့တွေးနေရပါ။အာတောင်ရဲလူကြီးမင်းလည်းခုချင်းအားစပြီးတော့လင်းရင်အစင်းတစ်တိုင်းမင်းနာရှင်ဖြစ်တဲ့အထိသူတို့ဘာကိစ္စမှဆက်လုပ်လို့မဖြစ်တော့လို့သတိပေးလိုက်ပါတယ်။အဲဒါမှတော့တိုင်းမင်းနာပြိုင်ပွဲဒုတိယနေ့ကစတင်လာပါတော့တယ်။ လင်းရဲ့တိုင်းမြောင်ကိုကြည့်ပြီးတော့ကဲဖြတ်နေကြတယ်စေသူဤတီနဲ့စေသူဤလူတို့လည်းအံ့ဩနေကြပါတယ်အန္တမတော့မာခိုင်းနဲ့ရှန်ကုန်းကျုံးကနောက်ဆုံးလက်ရွေးစင်တိုင်းသမား6ရက်ရဲ့စုံစမ်းမှုရလဒ်ကိုခိုင်ဖုံးရုံးတော်စီကိုပေးပို့လာပါပြီအန္တပေါလုံကြီးမင်းလည်းလင်းရဲ့သတင်းနဲ့ပတ်သက်ပြီးဘယ်လိုလဲလို့မေးလိုက်ပါတယ်ကျောက်ကလည်းမာခိုင်းလွတ်လိုက်တဲ့လူကတော့လင်းရဲ့သတင်းကိုအများဆုံးပို့ပေးမယ်လို့ပြောကြောင်းပေါလုံကြီးမင်းကိုပြောပြလိုက်ပါတယ်အန္တမတော့ဆရာကုန်းစွာစစ်ဆေးကြည့်ပြီးတော့လက်ရွေးစင်တိုင်းသမားတယောက်ရဲ့တယုံမှန်ကပြဿနာရှိနေလို့ပြောလိုက်ပါတယ်အဲ့ဒါကဂျင်းလုံးလိုင်းရဲ့ကြည်လင်ဖြစ်ပြီးတော့ သူရဲ့နောက်ကျောင်းရာဇဝင်စုံစမ်းလို့မရတဲ့ကြောင်းဆရာကောင်းစွာပြောလာပါတယ်။ဓမ္မမှာတော့ကြည်လင်ဟာကစားဝိုင်းနဲ့ရောက်နေဖြစ်ပြီးတော့သူရဲ့ဓာတ်တိုင်းပညာတစ်ဖက်လူပေါ်မှာရက်ဆက်လွန်းနေလှပါတယ်။ကြည်လင်ဟာနိုင်ရသွားမယ်ပြိုင်ဘက်ကိုဆက်ပြီးတော့တိုက်နေရကြောင်းကျန်ကျောင်းကဝင်ပြီးတော့တားလိုက်ရပါတယ်။အဲကြောင်ကျန်ကျောင်းကကြည်လင်ကိုဓာတ်နဲ့ရွေပြီးတော့နိုင်ရသွားအောင်ဘာလို့လူတက်ဖို့လုံနေရလဲလို့မေးလိုက်ပါတယ်။ကြည်လင်ဟာတော့စစ်ပွဲမှာမြားတတာပဲရှိတာကြောင့်ပြိုင်ဘက်တံပြန်တိုက်ချက်တွေကိုကုကံရမယ်လို့ပြန်ပြောတာပါ။အဲကြောင်ကျန်ကျောင်းလည်းဓာတ်တိုင်းပညာပြိုင်ပွဲတစ်ခုပဲဖြစ်တာကြောင့်စစ်မြေမြေမှာတတ်ဖြတ်နေရမှုတ်ကြောင်းကိုပြောလိုက်ပါတယ်။ကြည်လင်ရောပြိုင်ဘက်ကိုတတ်မှာမဟုတ်ပဲ တခါနိုင်စွမ်းပျောက်ဆုံးသွားစေဦးမယ်လို့ပြန်ပြောပြန်ပါတယ်။အဲဒီမှာစေတူကြီးလူကလူသားကိုမထိခိုက်သေးသမျှရှင်ပြိုင်ပွဲစီကံကိုချိုးပေါတော်မှမရှိဘူးလို့ကြံကြောင်းလမ်းပြောပါတယ်။အဲမှာတော့ရှောင်းဝမ်းကအစင်းမြိုင်တိုင်းမင်းသားရှင်၈ရောက်ပေါ်ထွက်လာတာဖြစ်တဲ့အတွက်မနိုင်ဖက်မှာနောက်ဆုံးချီနေတဲ့ရှင်ပြိုင်ပွဲကိုကျင်းပသွားမယ်လို့ကြေညာလိုက်ပါတယ်။တမမှာတော့ပေါလုံကြီးမယားကြီးလိန်ကကျင်းလုံးလန်းကလာတာဖြစ်ပြီးတော့စင်းမပါရာကကြီးလိန်ကအိမ်ကထွက်ပြီးတော့ဘုရားကျောင်းမှာနေတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲတော့ချင်းညိုမျိုးရုံတော်ကဘုရားကျောင်းကိုသူလာတဲ့နေရာဖြစ်တတ်မှတ်လိုက်ကြောင်းပြောပြလိုက်ပါတယ်။ ။ဆရာကောင်စလန်ဘာကိုင်းကကြီးလိန်ပဲနေရလာပြီးဘုရားကျောင်းကနေလဲဆိုတော့စုံစမ်းမရကြအောင်ပြောလိုက်ပါလိမ့်။ပြီးတော့အဲ့ဒီဘုရားကျောင်းဟာမိဘေးတင်တာနဲ့ဂျုံခဲ့ရတာကြောင့်ဘုံကျောင်းကဘုံကြီးတွေလည်းတယောက်မှအသက်မရှင်ခဲ့ဘူးလို့ဆရာကောင်စုံကရှင်းပြပါလိမ့်။အဲ့ဒါကကြီးလိန်ချင်းကျောင်းကနေထွက်လာပြီးတော့မြို့တော်ဝင်လာတဲ့ဒုရမြောက်နေပဲလို့ပေါင်လူကြီးမင်းကိုပြောလိုက်ပါလိမ့်။အဲ့ကြောင့်ဆရာကောင်စလန်ကြီးလိန်ရဲ့တရုံမှန်ကတကယ်ပြဿနာရှိနေလားလို့မေးလိုက်ပါလိမ့်။ပေါလကြီးမင်းအတွက်ကတော့ကြည်လင်ဟာအားလုံးထဲမှာထူးဆန်းနေရတော့အမှန်ပဲလို့ပြောလိုက်ပါတယ်။ဇာကွန်ဆိုတော့မာကန်ဆက်လက်စုံစမ်းနေရကြောင်းတရင်ရလာနဲ့ချက်ချင်းအကြောင်းကြားမှာပါလို့ဖြောင်းပြလိုက်တာပါ။အ အဲနောက်မှာတော့အိုင်ဟူတယောက်လင်းဝင်ထိန်ဆုံးလျှောက်တဲ့ဝင်သွားတဲ့သတင်းကိုသိလိုက်ရပါတယ်။ကြံကြောင်းတော်ကြီးလျင်လှန်တိုင်းပညာတခြားလူတွေနဲ့မတူလို့ပြောပါတယ်။ပြီးတော့ကြံကြောင်းကြည်ဘူးတဲ့လက်ဝေးစင်တိုင်းမှာအယောက်30တိုင်းပညာတွေထဲမှာလင်းဝင်နဲ့ကြီးလျင်ကတော့ထိန်ဆုံးနှစ်ယောက်နေရာမှာရှိနေသင့်တယ်လို့ရှင်းပြပါတယ်။ဒါပေမဲ့လင်းဝင်နဲ့ကြီးလျင်ဘယ်သူကပထမနေရာကိုရနိုင်မလဲဆိုတာကိုတော့ပြောရခက်တယ်လို့ကြံကြောင်းကပြောလိုက်ပါတယ်။အားလုံးအိုင်ဟူလည်းကြံကြောင်းဆိုလိုတာကလင်းဝင်ရဲ့တိုင်းပညာကအမြင့်မားဆုံးပေါ့လို့မေးနေပါတယ်။အဲ့ဒါမှာတော့အိုက်ကဒီအပိုင်းဆောင်မွေးဆောင်ထဲမှာနေနေရတာပြင်းလာဖြစ်တဲ့တော့အပြင်ထွက်ပြီးတော့လေကောင်းလေသန့် ယူလို့ရမလားလို့မေးပါတယ်။ကျန်ကြောင်းကသဘောမကျိုက်မဲ့အာယူကကျန်ကြောင်းဒီမှာရှိနေပြင်တချို့ကလည်းထပ်ပြီးတော့ထွက်မလာနိုင်တော့ကြောင်းကိုပြန်ပြောနေပါတယ်။အဲဒီမှာဘာဟရောင်းလာပြီးတော့စေသူကြီးတီကကျန်ကြောင်းကိုခမ်းမဆောင်ထဲမှာကူညီပေးဖို့အတွက်ခေါ်ခိုင်းလိုက်တယ်လို့လာပြောပါတယ်။ဘာဟရောင်းတော့တေချာမသိပဲကျန်ကြောင်းလာရင်သိရမယ်လို့စေသူကြီးတီကအဲ့လိုပဲမှားလိုက်ကြောင်းပြောပြပါတယ်။အဲတော့ကျန်ကြောင်းကအာယူဒီထင်ကိုသွားတွေးလို့ရရမယ်အများဆုံးပြန်လာမှတော့ရမယ်လို့မှားလိုက်တာပါ။အဲ့လေသူပါလို့မယ်ပဲသွားမယ်ဆိုတာကျန်ကြောင်းကဘလို့လို့သိညာလဲလို့တွေးနေပါတော့တယ်အဲ့တော့မှဒီစေသူကြီးနဲ့ကျန်ကြောင်းကလင်ရွင့်ကိုခေါ်ပြီးတော့တွေးပါတယ စေသူတီကတော့လင်းရဲ့လှန်တိုင်းပညာကတော်တော်လေးပြောင်ပြောက်တာကြောင့်ဘယ်ဆရာသိမေးထားလဲလို့မေးပါတယ်။လင်းကတော့သူ့မှာဘယ်ဆရာမှမရှိတောင်းပြန်ပြောလိုက်ပါတယ်။အဲကြောင့်ကြံကြောင်းလေးလင်းရဲ့လှန်တိုင်းပညာကိုဆရာမရှိပဲနဲ့ကိုဘသာတတ်လာပြီးတော့ကိုဘသာကိုလေးကျင့်ထားလာလို့မေးပါတယ်။လင်းကတော့ကိုဘလေးကျင့်တာမဟုတ်ဘဲနဲ့သူ့ဖေကအမဲလိုက်သမားဖြစ်တာကြောင့်သူခု၃နှစ်လှန်ကအဖေပြည့်သူအသက်ရှိစဉ်ကသုံးနယ်လှန်မယ်လို့ပြောပြပါတယ်။ပြီးတော့လင်းအမေကလည်းလှန်သုံးတတ်တာဖြစ်တဲ့အတွက်အဖေနဲ့မေကသူ့ရဲ့တင်းဆရာလေးလိုပါပဲလို့ရှင်းပြပါတယ်။ဒါပေမဲ့စေသူဤတီကတော့ အဲ့ဒီလန်ကိုကြည့်ရတာသူမျက်စီထဲမှာရင်းနှီးသလိုဖြစ်နေတယ်လို့ပြောလိုက်ပါတယ်။လန်ကဂျေကောက်ပုံစံခြုံထက်တဲ့လန်နဲ့တူပြီးနှစ်ဖက်ဆင်းမဖြစ်ခင်မှာမြင်းတက်မှာသုံးတဲ့ခြုံထက်တဲ့လက်နက်ပဲလို့ရှင်းပြနေပါတယ်။ပြီးတော့အဲ့လန်ကရှီရှားခေခြီတန်သူရဲကောင်းတွေသုံးတဲ့လက်နက်ပစ္စည်းပဲလို့စစ်သူကြီးဒီကပြောလိုက်ပါတယ်။ဒါမဲ့လေဝင်ကတော့ဖေးမေးပစ္စည်းဖြစ်တာကြောင့်မသိဘူးလို့ပဲပြန်ပြီးတော့ငင်းဆိုလိုက်ပါတယ်။ဂျန်ကြောင့်တော့မဲလိုက်မားတယောက်ရဲ့မဲလိုက်တဲ့ညမှာသုံးတဲ့ပစ္စည်းနဲ့ဆင်းမေမေမှာသုံးတဲ့လက်နက်နဲ့တထပ်သေးဖြစ်နေအောင်တကယ်ကိုစဉ်းစားများဖြစ်နေလို့ဝင်ပြီးတော့ပြောလိုက်ပါတယ်။ဒါမဲ့တိုက်ဆိုင်မှုတစ်ခုလည်းဖြစ်နိုင်တာပဲလို့ဂျန်ကြောင့်ပြန်ဖြေပါတယ်။ စစ်သွေးဒီကတော့လင်းမင်းလန်ထိတ်ကိုသုံးပြီးတော့တစ်ဖက်လူရဲ့လက်နက်ကိုတိုက်ခတ်တဲ့နီလန်အရင်ထူးကြနေတာကြောင့်နီလန်ကိုလည်းအဖေမေးကပဲတင်ပေးထားလာလို့ထပ်ပြီးတော့မေးပါတယ်။အဲကြောင့်လင်းမင်းလည်းရက်ဆက်တက်တဲ့ဒရိတ်ဆန်နေနဲ့ရင်ဆိုင်လာတဲ့ခါကျရင်တစ်ချက်တည်းနဲ့ထိုးသတ်မရတာကြောင့်ဂျိတ်ကောင်းနဲ့ထိုးရတဲ့အင်အားကို300ကျောင်းရှင်းပြပါတယ်။အဲနောက်မှာလင်းကစစ်သွေးဒီဟာသူ့ရဲ့လန်နဲ့လန်တိုင်းကိုအဲ့လောက်ထိအောင်ဆိုင်နေရကတခြားကျောင်းအားတွေရှိနေလားလို့ပြန်မေးလိုက်ပါတယ်။စစ်သွေးဒီကတော့ဒီလန်နဲ့လန်တိုင်းကိုသူ့တက်ထဲမှာသာလေးချင်းမှုနဲ့ဖန်နှင်းမှုတွေလုပ်ပြီးတင်ချားလိုက်မယ်ဆိုလို့ရှိရင်ခြိတန်နဲ့စစ်ပွဲဖြစ်တဲ့အချိန်မှာ အနည်းဆုံးတော့တူညီတဲ့အားသာချက်တွေပိုင်ဆိုင်နိုင်မှလို့စဉ်းစားမိတဲ့ကြောင်းပြောပြလိုက်ပါတယ်။ကြံကြောင်းတကယ်လို့လင်းရင်သာတိုင်းပြည်နာရှင်အောင်မြင်သွားလို့ရှိရင်လင်းရင်ကိုကြားတက်မှလှန်တိုင်းကောင်းအောင်အသုံးချနိုင်အောင်လေ့ကျင့်ခိုင်းလို့ရတယ်လို့ပြောလိုက်ပါတယ်။အဲဒါကြောင့်လျှက်ပြတိုက်ခိုက်မှုတွေရသွားမလားလဲပြောမရဘူးလို့ကြံကြောင်းကပြောလိုက်ပါတယ်။ဒါတောင်စစ်သူဒီကတော့လင်းရင်ကိုအစီအမေချောမေးစွာနဲ့စောင်းမွဲမှာအောင်မြင်အောင်ဆူတောင်းပေးလိုက်ပါတယ်။အဲဒါမှတော့လင်းရင်ထွက်သွားတာကြောင့်ကြံကြောင်းနဲ့စစ်သူဒီလိုတီးလို့ဆက်ပြီးတော့ဆွေးနွေးနေကြပါတယ်။ကြံကြောင်းတော့လမ်းရှိပြပြလမ်းတိုင်းပြပြလင်းကတော့တင်းတော်တဲ့ဖြည့်ရှင်းညက်နဲ့နီးလန်းတွေကိုပေးနိုင်တာပဲလို့ပြောပါတယ်။ ဒါပေမဲ့စေတူတီရဲ့စိတ်ထဲကတန်တရားဝင်စိတ်ကိုတော့ဖြည့်ရှင်းပေးနိုင်မလားဆိုတာမသိချောင်းပြောပါလေစေတူတီကတော့လင်းရင်းအသက်ရွယ်နဲ့ခြေတန်ကတားဆုံးဘက်ကိုသရှိုးဖြစ်နေဝင်ရောက်တဲ့ပုံမျိုးမဟုတ်တာကြောင့်အတွေးလွန်ညာဖြစ်မယ်လို့ပဲပြောလိုက်တာပါအဲ့တော့တီထင်တယောက်အိမ်တော်မှာပြေးနေတော့မှအိုက်ဟွာရောက်ချလာပါလေအိုက်ဟွာကတော့လောကီဆန်ပြီးသေးမယ်တီထင်ကိုရေးကိုတာကိစ္စနဲ့လာတာလို့ပြောလိုက်ပါလေတီထင်လည်းဘာကိစ္စမို့လို့ဒီလောက်တောင်မှသူတို့ဝဝနဲ့လှုပ်ရှားလို့လားလို့မေးလိုက်ပါလေအိုက်ဟွာကတော့သူဆောင်ပွဲဆောင်ကနေထွက်လာတော့ကလေသူတို့ဝဝနဲ့ပဲလို့ပြောလိုက်တာပါအဲ့တော့တီထင်လည်းလင်းရင်အကြောင်းကိုမေးလိုက်ပါလေ အဲ့ဒါမှာတော့ပေါလုံချင်းမင်းကလက်တော့တိထားတဲ့လက်ဝေးစင်တိုင်းသမားအယောက်30ထဲမှာအများစုရဲ့နောက်ခံအကြောင်းနဲ့ရုံတော်တီးတီးကပို့လာတဲ့ရှင်းမှတ်တမ်းအချက်လက်တွေကကိုက်ညီနေလို့ပြောလိုက်ပါတယ်။အားကြောင့်ဆရာကွန်ဆွန်နဲ့လင်းရွဲ့နောက်ကျောင်းရာဇဝင်ကိုအတီးပြူနိုင်ဖို့အတွက်စုံစမ်းမှာဖြစ်ပြီးကြီးလိန်ဖျားကျောင်းမှာမနေခင်ဘဲရလာလဲဆိုတာကိုပါမာကိုင်းစုံစမ်းတာကိုစောင့်ရမယ်လို့ပြောလိုက်ပါတယ်။ပေါလုံချင်းမင်းအတွက်ကတော့ရိုးရှင်းဆုံးနီးလန်းဟာကြီးလိန်ကိုဓာတ်ရိုက်သွားမိတာပဲလို့ပြောပါတယ်။အားကြောင့်ပေါလုံချင်းမင်းကတော့အမှန်တိုင်းဖြစ်စီအလိန်ညာပဲဖြစ်စီဖြည့်ရှင်းညာတစ်ခုကတော့ရှိရမှာဖြစ်လို့နောက်ထပ်စုံစမ်းလို့ရတယ်အပြန်အလှန်တိုက်စစ်မယ်လို့ရှင်းပြပါတယ်။ အဲ့ဒါမှသာကြည်လင်အကျင်းစရာတီပြုတ်ကိုပို့ပြီးတော့ပြေဆုံးသွားမှာလို့ပေါင်လူကြီးမြင့်ကရှင်းပြပါတယ်။အဲ့ဒါမှတော့တီထင်းလိုင်းလေဝင်တကယ်ပဲတိုင်းမင်နာရှင်ထိတ်တန်းချောက်ထဲမှာပါနိုင်နာကိုတီးပြီးတော့ဝမ်းသာနေပါတယ်။အာယူကတော့လေဝင်ဟာအစင်းနဲ့တိုင်းမင်နာရှင်မဟုတ်ရင်တော့ဒုတိယဆင့်တိုင်းမင်နာရှင်ပဲလို့ရှင်းပြပါတယ်။အာယူကလေဝင်တကယ်လို့ဒုတိယဆင့်ပဲဝင်နိုင်နေဆိုရင်ဘယ်လိုလုံးမလဲလို့မေးလိုက်ပါတယ်။ပြီးတော့လေဝင်ကလည်းအစင်းနဲ့တိုင်းမင်နာရှင်မဟုတ်ရင်လက်မထက်တဲ့ပုံစံမျိုးပဲလို့အာယူကသုံးသပ်နေတာပါ။ဒီထင်းကတော့အာယူကတကယ်လို့ဆန္ဒရှိမယ်ဆိုလို့ရှိရင်အစင်းနဲ့တိုင်းမင်နာရှင်ကိုပေးလိုက်မယ်လို့ပြောနေပါတယ်။ အိုက်ကတော့အစင်းတဲ့တာမီနာရှင်ဝင်လေနဲ့အပြိုင်လူနိုင်တာကစောင်းမဲတောင်အပေါက်ဝါမှာသူတို့တွေနဲ့ရန်ဖြစ်ကန်ဒီဖြစ်သွားတဲ့ကြည်လင်မဲလို့ပြောပြလိုက်ပါတယ်။အဲဒါမှာတော့ပေါလုံကြည်မင်းကစောင်းမဲဆောင်ရောက်လာပြီးကြည်လင်ရဲ့ဇာတိမြေကိုလာပြီးတော့မေးခဲ့ပါတယ်။ပေါလုံကြည်မင်းလည်းစာပေပညာဖြစ်ဖြစ်တိုင်းပညာရပ်ပဲဖြစ်ဖြစ်နန်းတွေမူရန်တွေအားလုံးကတခြားအရာတွေကိုမေးလို့မရဘူးလို့ရှင်းပြနေပါတယ်။ဒါပေမဲ့တိုင်းပညာရဲ့စောင်းမဲကြီးကတပ်မှုကိုစစ်ဆေးရွေးချယ်ပြီးတက်ခါတဲ့ခြေတန်းနယ်ဇက်ကိုဆေးလွတ်မှာဖြစ်တဲ့အတွက်အချိန်မြွေးစစ်တိုက်ထွားမယ်အကြောင်းကိုကြည်လင်ကပြောနေပါတယ်။ဒါကြောင့်တကယ်လို့သာပေါလုံကြည်မင်းကနောက်ခံအကြောင်းကို တီးကြကြမစုံစမ်းနိုင်ကြည်လင်အတော်ဆုံးဒိုင်းမီနာရှင်အဆင့်နဲ့နန်းတော်ဝင်နိုင်အောင်အရေးပါတဲ့ယာတုကိုရဖို့မဖြစ်နိုင်အောင်ရှင်းပြလိုက်ပါတယ်။အားလုံးပေါလုံကြီးမင်းကကြည်လင်အသေးစိတ်ပြောပြဖို့မေးလိုက်တာပါ။ကြည်လင်ကလည်းသူဟာတန်းချိုးမျိုးပင်လယ်ဘက်ကတန်ငါရွာရဲ့တန်ငါသေးသားလို့ပြောပြပါတယ်။ဒါပေမဲ့ကြည်လင်ငယ်ငယ်ကလေးကရွာသားတွေဖဲချင်တာခံပြီးတော့ခဏခဏရံဖြစ်တတ်တာကြောင့်ကြည်လင်ကကိုယ့်ကိုကာကွယ်ဖို့အတွက်ဒိုင်းမီနာကိုလေ့လာသင်ခဲ့ပါတယ်။ပြီးတော့ကြည်လင်ရဲ့ဓာတ်တိုင်းဟာတကယ်စစ်ပွဲကနေလေ့ကျင့်ရယူလာတာဖြစ်တယ်လို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ကြံကြောင်းလဲကြည်လင်ရဲ့ဓာတ်တိုင်းကွဲထွက်နေရမှုမဟုတ်ပေမဲ့ ကြီးလိန်သုံးတဲ့အကွက်တိုင်းကနှစ်ဖက်လုံးခံရတဲ့အသက်ရင်းတိုက်တဲ့တိုက်ကွက်မျိုးတွေပဲလို့ရှင်းပြလိုက်တာပါဒါတောင်ကြီးလိန်ပြောသလိုစစ်ပွဲကနေအတွေ့အကြုံယူလာတာဖြစ်လောက်တယ်လို့ကြံကြောင်းပြောလိုက်ပါတယ်ပေါလုံကြီးမင်းကတော့ကြီးလိန်ကဘာလို့တန်ဃာရွာကထွက်ပြီးတော့ချင်းချိုးဖျားเจ้าကိုရောက်သွားလဲလို့ထပ်ပြီးတော့မေးပြန်ပါတယ်ကြီးလိန်အသက်၁၄နှစ်အရွယ်မှာအဖေနဲ့မိဖြစ်သူကပင်လယ်ပြင်သွားရင်ရေချောင်းအန်နေနဲ့တွေ့ကြုံခဲ့တာကြောင့်နှစ်ယောက်စလုံးပင်လယ်ထဲမှာပဲအသက်ဆုံးပါခဲ့ရပါတယ်ကြီးလိန်မှာဆွေမျိုးသားချင်းတယောက်မှမရှိတဲ့အတွက်ရွာကနေထွက်ခွာပြီးတော့ခြေဦးတဲ့အောင်ရှောက်သွားရင်ချင်းချိုးဖျားเจ้าရဲ့ဘုန်းကြီးကသူ့ကိုခေါ်ထားလို့ပြောပြနေပါတယ် ပြီးတော့ဘုံကြီးကကြည်လင်ကိုနေဖို့စားဖို့ပေးတယ်လို့ကြည်လင်ကလည်းကျေးဇူးဆက်တဲ့အနေနဲ့အလौကျန်းတွေပြန်ပြီးတော့လှုပ်ပေးခဲ့ကြအောင်ရှင်းပြပါတယ်။ဇာကွန်ဆိုလဲချင်းတို့ယုံကနေပေးဖို့လာတဲ့ရှင်းချက်လက်ထဲမှာကြည်လင်ကဘုံကြီးရဲ့အကြံဉာဏ်ပေးချက်နဲ့မျိုးစင်ပြိုင်ပွဲမှာဝင်ပြိုင်ပြီးတော့လယ်ပေးစဉ်တိုင်းသမားနေရာကိုရခဲ့တာပဲလို့ပြန်ပြောခဲ့ပါတယ်။အားကြောင့်ကြည်လင်နဲ့ဘုံကြီးတွေဟာကြည်လင်မှာအနာဂတ်တစ်ခုရဖို့အမြဲတမ်းတွေးနေပြီးတော့သူကိုယ်တိုင်ကလည်းဖျားเจ้าနဲ့မှာအမြဲမနေချင်ခဲ့တာကြောင့်ဇာမွေးဝင်ဖြေခဲ့တာလို့ပြောပြလိုက်ပါတယ်။အဲ့တော့မတော်ပေါလုံကြီးမင်းကကြည်လင်ချင်းတို့မျိုးကထွက်ခွာပြီးမြို့တော်သွားတဲ့ဒုတိယမြောက်နေ့မှာဘုရားကျောင်းကရုတ်တရက် မီးလောင်မှုဖြစ်ပွားပြီးတော့ဘုံကြီးတွေအကုန်လုံးမီးလောင်သိမ်းဆုံးသွားခဲ့တာကိုတီလားလို့မေးလိုက်ပါတယ်ကြည်လင်ကတော့မတီဘူးလို့အေးဆေးပဲဖြေလိုက်တာကြောင့်ပေါင်ကြီးမင်းလဲကြည်လင်ဟာဘုံကြီးတွေနဲ့တော်ကြာပတ်သက်လာပြီးတော့မှဒီလိုထိတ်လန့်စရာသတင်းမျိုးကြားတာတောင်ဘာလို့တုံလုံးချောက်ချားတာမျိုးရှိမနေရလဲလို့မေးလိုက်ပါတယ်ကြည်လင်ကတော့ဘုံကြီးတွေအားလုံးကတရားအားထုတ်နေတဲ့သူတွေဖြစ်တာကြောင့်ဘုံကြီးတွေအနေနဲ့သာပြောရရင်ရေကိုကြီးကိုခွာချလိုက်ပြီးမာယာနာတရားကျင့်စဉ်ကိုကြည်ကြံနေတာဖြစ်တဲ့အတွက်လူလောကမှာအသက်ရှင်ရတဲ့ဘာမှကွာခြားမသွားဘူးလို့ပြန်ပြောလိုက်ပါတယ်ကြည်လင်ကတော့ငယ်ရွယ်စင်မှာကြုံတွေ့လာတဲ့လောကရန်တွေက သူတို့အစိုးရတဲ့ကလောကကြီးအကြောင်းကိုမြင်စေခဲ့ကြောင်းပြောပြလိုက်ပါတယ်။ပြီးတော့ကြည်လင်ကိုတရားကမထီမဲမြင်ပြတဲ့မမျှတာတွေပယ်ဖျက်ခဲ့တယ်ဆိုပေမဲ့သူ့ရဲ့အရာအလုံးပေါ်တည်ငြိမ်နေအောင်တော့မပြောင်းလဲနိုင်ကြောင်းပြောလိုက်ပါတယ်။အနောက်ဘုံကြီးရဲ့သေဆုံးမှုကကြည်လင်အတွက်တော့နာကျင်ခံစားချက်မျိုးနည်းနည်းမှမဖြစ်စေဘူးလို့ပြောလိုက်ပါတယ်။အဲ့လိုနဲ့ကြည်လင်ထွက်သွားပြီးနောက်မှာကြံကြောင်းအောင်ပြိုင်ပွဲချိန်လုံးတည်းကကြည်လင်ဒီလိုရက်ဆက်တာမထူးဆန်းဘူးလို့ပြောပြလိုက်ပါတယ်။ဆရာကောင်းတဲ့လဲနောက်ဆိုရင်ကြည်လင်သာဆင်းမြေပြင်ကိုရောက်ရင်တနာငင်းညာခြင်းမရှိရက်ဆက်တဲ့စစ်သူကြီးတယောက်ဖြစ်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်။ ဒါတော့ဆရာကုန်းစွမ်းတော်ကြီးလည်းနောက်ကျောင်းဘေဒီကိုထပ်ပြီးတော့စုံစမ်းဖို့မလိုတော့လားလို့မေးပါရီပေါင်လုံးကြီးမင်းလည်းစုံစမ်းကျင်အောင်စုံစမ်းလို့မရတော့မြဲလေချင်းကျိုးရုံတော်ကိုစားပြန်ပို့ပြီးတော့ဘုရားကျောင်းမီးလောင်တဲ့မှုကိုပြန်ပြီးတော့စုံစမ်းခန့်လိုက်ပါရီပေါင်လုံးကြီးမင်းလည်းဘုံကြီးတွေဟာမီးလောင်မှုတွေမှာတကယ်တည်ဆုံးတာဟုတ်မဟုတ်စစ်ဆေးရမယ်လို့ပြောလိုက်ပါရီပေါင်လုံးကြီးမင်းတန်တရားဝင်ညာကကြီးလိန်တာတကယ်လို့တမင်အတိတ်ကျောင်းကိုဖုံးကွယ်ထားဆိုရင်လူသားသမားကိုနှုတ်ပိတ်ရှင်းပြရဖြစ်နိုင်ခြေကိုဖယ်မရကြောင်းပြောလိုက်တာပါအဲ့နောက်မှာတော့မြောင်ကျွေးနဲ့လင်ဝင်တို့ဟာမနက်ဖြန်မှလာမယ့်ပြိုင်ပွဲကျောင်းကိုဆွေးနွေးနေကြပါရီ လင်ကတော့စိတ်ပူနဲ့မြောင်ကျွန်းအားပေးလိုက်ပြီးမြောင်ကျွန်းကအနည်းဆုံး6ရက်ထဲမှာ၄ရောင်မြောင်လောက်တော့ဝင်လို့ရတယ်လို့ပြောလိုက်ပါတယ်။မြောင်ကျွန်းတော့တကယ်လို့လင်ရင်ဒါမှမဟုတ်ကြီးလိန်နဲ့သာမဲကြရင်တော့သူတို့မျောလင်းချက်မရှိတော့ပါဘူးလို့ပြောလိုက်တာပါ။အဲတော့မှတော့ကြီးလိန်ရောက်လာပြီးတော့မနက်ဖြန်မှာမြောင်ကျွန်းနဲ့လင်ရင်နှစ်အောင်ထဲကတယောက်သူနဲ့တွေ့နိုင်တာကြောင့်ကံကောင်းမဲ့ထင်မနေကြတယ်လို့ပြောသွားခဲ့ပါတယ်။မြောင်ကျွန်းလည်းကြီးလိန်ရန်ဘဝင်မြင့်နေဆိုပေမဲ့ကြီးလိန်ရဲ့ဓာတ်ရှိကတကယ်ကိုကင်တွေအခက်တယ်လို့လင်ရင်ကပြောပြပါတယ်။အဲတော့ပေါလုံကြီးမင်းကတစ်ဖက်မှာစာနဲ့တူကျန်းလုံကို ချင်းကျိုးမှာဘုန်းကြီးတွေတေဆုံးရတဲ့အကြောင်းရင်းကိုစုံစမ်းပြီးတော့ချက်ချင်းပြန်လာဖို့မှားလိုက်ပါလေပြီးတော့ကြောက်ဟုကိုတော့ထိုင်းရန်ခရိုင်ကမာခိုင်းနဲ့ပူပေါင်းပြီးလင်းဝင်ကြောင်းကိုစုံစမ်းခိုင်းလိုက်ပါလေဇာကုံးဆိုလဲပေါလုံချင်းမင်းကဂျန်လုံးကြောက်ဟုကိုသွားခိုင်းတာကြောင့်အံ့ဩနေပါလေပေါလုံချင်းမင်းကတော့ဆောင်းမွေးရမကြခင်ပြီးမှဖြစ်လို့ရလတ်တွက်ချက်ပြီးတာနဲ့ဒါမင်းနာရှင်6ဟောက်ကပေါ်ထွက်လာမှလို့ပြောလိုက်ပါလေဒါတော့နန်းတော်အာရီပညာရှင်6ဟောက်ကိုရေးကြီးတောင်းပန်းခင်မှာဂျေနီမန်ကိုလက်ဆုပ်လက်ကင်တည်ထားမှရလိမ့်မယ်လို့ပြောလိုက်ပါလေအဲ့လိုမှမဟုတ်ရင်တော့နောက်ဆက်တွဲအနေထားကမစင်းစားစရာပဲလို့ပေါလုံချင်းမင်းကသုံးသပ်လိုက်တာပါ အညမှာတော့ရောင်းရှိရလေးမင်းခန်းတွေကိုတိတ်ဆိတ်ခိုးပြီးတော့ဝင်လာခဲ့ပါတော့လေရောင်းရှိကတော့မနှက်ဖျားနောက်ဆုံးပြိုင်ပွဲဖြစ်တာကြောင့်သူအနေနဲ့မှဖြစ်မနေအန်ရတွင်းနဲ့ဝင်လာအောင်ပြောလိုက်ပါလေလေမင်းကတော့ဘာလို့မလဲဆိုတာသိတဲ့အတွက်ဆရာဖြစ်သူရောင်းရှိကိုစိတ်မပူဖို့ပြောလိုက်ပါလေရောင်းရှိကတော့စိတ်ပူတာမဟုတ်ပဲလေမင်းကိုနောက်တစ်ခါထပ်ပြီးတော့မေးချင်တာလို့ပြောတာပါရောင်းရှိကတော့လေမင်းသဘောတူရင်ချက်ချင်းကြည့်လိမ်အောင်သွားရှာမယ်လို့ပြောပါလေဒါမဲ့လေမင်းကတော့နောက်ဆုံးရှင်ပြိုင်ပွဲမှာကြည့်လိမ်နဲ့ရှင်ပြိုင်မှုမဲကြမှာမသေးကြပါဘူးလို့ပြောလိုက်ပါလေအဲ့ဒါကြောင့်တကယ်လို့သာကြည့်လိမ်နဲ့ထိတ်တိုက်တွေ့ရမယ်ဆိုရင်တော့ သူမှနီလန်းရှိသေးတယ်လို့လေဝင်ကပြောပြလိုက်ပါတယ်။အန်တောင်ရှောင်းရှင်းလည်းဝင်မပါတော့ဘဲနဲ့လေဝင်နဲ့ဆောင်ပွဲပြီးမှတွေ့မယ်လို့ပြောလိုက်ပါတယ်။နောက်နေ့မနက်မှာတော့ကြမ်းရှိနေအစေးမြင့်ရှစ်ယောက်ရှင်မြိုင်မှုအတွက်စစ်သူကြီးလူကမဲနိုင်ပြီးတော့ရွေးချယ်ပါတော့တယ်။ပထမဆုံးအဖွဲ့အနေနဲ့အနီးဘက်ကရွှေကွန်နဲ့အစိမ်းဘက်ကလီတူတို့စတင်ရှင်ပြိုင်မှာပါ။အဲဒါမှာတော့ဒူးအဖွဲ့အနေနဲ့အနီးရောင်းမြောင်ကျွေးနဲ့အစိမ်းဘက်ကကြမ်းဖန်တို့ရှင်ပြိုင်မှာဖြစ်ပါတယ်။နောက်တစ်ဖွဲ့အနေနဲ့ကတော့အနီးဘက်ကကြည်လိန်နဲ့အစိမ်းအောင်ကကောရှန်တို့ပဲဖြစ်ပါတယ်။စိုးတာအတွဲအနေနဲ့ကတော့အနီးရောင်းကလင်ရွေနဲ့အစိမ်းအောင်ဘက်ကရှဲချွတ်တို့ရှင်ပြိုင်မှာပါ။ အဲ့ဒါမှတော့ပါရှန်ဟာဒီစစ်သူရဲ့မိန်းနဲ့ပို့လာတဲ့စာကိုဆရာကွန်ဆောင်ပြလိုက်ပါလေဆရာကွန်ဆောင်နဲ့ချီတန်သချိုအာယူနဲ့တွေ့သွားတဲ့အချိန်တုန်းကဆောင်းမွေးတောင်ထဲမှာကြံခဲ့တဲ့စစ်မဲ့ရဌာနအရာရှိတွေနာမည်ဆင်းကိုပြလိုက်တာပါအာယူလည်းသူတို့တွေနာမည်ဆင်းကနေစစ်မဲ့ရဌာနရဲ့ပုံကန်သူကိုရှာဖွေဖို့နီးလန်းရပြီလို့တွေးနေပါလေပြီးတော့ဆင်းရစုပေါင်း၈ယောက်ရှိတာကြောင့်ရဲဆန်းလဲပါရီယံတို့ဘောင်လုံးကြီးမင်းကပြောလိုက်ပါလေဘောင်လုံးကြီးမင်းလဲချီတန်သချိုကထပ်ပြီးတော့အများရှိမှာပေါ်ဖို့ဆိုတာမှဖြစ်နိုင်တော့တဲ့အတွက်ဘယ်လိုစုံစမ်းမလဲလို့မေးလိုက်ပါလေ အဲဒါကြောင့်အာယူလဲပေါလိုညင်းဆောင်ပွဲဆောင်လာတာဟာတခြားကိစ္စရှိသေးလားလို့မေးလိုက်တာပါဆရာကွန်ဆလဲရှင်မြိုင်ဝဲကမကြောင်ပြီးဆုံးတော့မှဖြစ်လို့ပေါလိုညင်းကလက်ထောက်ဆစ်ဆေးမှုကြောင့်နဲ့အတူတူဒါမင်ညာရှင်6ဟောက်ကိုဆုံးဖြတ်ရမယ်လို့ပြောပြပါတယ်အဲဒါမှလည်းဒါမင်ညာရှင်တွေကနောက်ဆုံးပွဲကိုအကျိတ်နဲ့ရှင်မြိုင်နေကြပါတယ်ဒီလိုနဲ့ဒါမင်ညာရဲ့ဆောင်ပွဲကြီးအကုန်လုံးပြီးဆုံးသွားတာကြောင့်စင်နီပြူဟာနဲ့ဒါမင်ညာဆစ်ဆေးမှုအပိုင်းမြင်းစည်းများပြတိုက်ခိုက်အမှတ်တွေကိုပေါင်းလိုက်တော့လင်ရင်ကြည်လိန်မြောင်ကျွင်းကောရှန်ရှီကွမ်းကျန်းဖန်6ယောက်တို့ကတိုင်းမညာရှင်အစ်စ်တွေဖြစ်နေရွေးချယ်ခံလိုက်ရပါတော့တယ် ဇေသူတီကတော့နာမည်စင်းရဲ့အစီအစဉ်ကလည်းအဆင့်အစီအစဉ်လိုက်ဖြစ်ပြီးတော့အဆင့်3ကနေအဆင့်6အထိကအလုံးအမြင်ကအတူတူပဲလို့ပြောပါရယ်ဒါပေမဲ့ထိတ်ဆုံးတစ်ယောက်ကတော့အကုန်လုံးမှမတူညီတဲ့သုံးပြချက်တွေရှိကြတာကြောင့်လက်ထောက်စစ်ဆေးရရှိ3ယောက်ကိုခေါ်ပြီးကြံကြောင်းအပါဝင်အကုန်လုံးအတူတူဆွေးနွေးတိုင်ပင်ကြမယ်လို့ပြောလိုက်တာပါလင်မင်းနဲ့ကြည်လင်ရဲ့အမှန်ရှင်းတိုင်းကအကုန်တူညီနေတာကြောင့်စာပေကနေစဖို့ဇေသူတီကပြောပါရယ်ရဲလူကြီးမင်းကတော့ပါဝင်စစ်ဆေးတဲ့စစ်ဆေးရရှိအမြင်တွေအကုန်လုံးပေါင်းစည်းလိုက်တော့စစ်ပြူဟာနဲ့တိုင်ပင်ကဆွေးနွေးမှုမှာလင်မင်းကပထမနေရာရနေလို့ပြောလိုက်ပါရယ် စေသူဤလူကတော့စာအုပ်ပေါ်မှာဆွေးနွေးတာဘလို့တွက်ယူရမလဲလို့မကြေမနက်နဲ့မေးလိုက်တာပါပြီးတော့တကယ်စစ်မြေပြင်ရောက်တဲ့အခါမင်းစည်းများပြတဲ့တိုက်ခိုက်မှုစွမ်းအင်ကမှရန်သူနယ်မြေကိုထိုးပေါက်နိုင်တာကြောင့်နှစ်ဖက်စစ်တပ်ကလည်းအရေးချင်းကမသိတဲ့အကြောင်းကိုပြောလိုက်ပါတယ်အဲ့နောက်မှာတော့စေသူဤဒီကနောက်ဆုံးကနောက်တစ်ချိန်မှာတံမှုတွေဖြစ်လာမှဖြစ်လို့ကိုကျင်တရားကအရေးကြီးကြောင်းပြောလိုက်ပါတယ်အဲ့နောက်ပေါလုံကြီးမင်းကတော့သူတို့နှစ်ယောက်ကမတူညီ क्वे ပြားတာလေးတွေရှိပေမဲ့တံမှုနေနဲ့ဆိုတော့နောက်ဆုံးမှာမတူညီတဲ့လိုအပ်ချက်တွေရှိသေးတာကြောင့်မြတ်မြတ်တရတာဆုံးဖြတ်မယ်လို့ပြောလိုက်တာပါ ဒါကြောင့်လဲပေါလုံကြီးမင်းကလင်ရင်ကကြားစစ်သူကြီးဖြစ်နိုင်လို့ကြီးလင်ကလည်းရဲရဲတဲ့စစ်သူကြီးဖြစ်နိုင်တာကြောင့်နောက်ဆုံးကတော့နန်းတော်တို့အသုံးဝင်ပါပဲလို့ပြောပါရယ်။ဂျန်ကြောင့်လဲသူတို့နှစ်ယောက်ကတိုင်းပြည်ညာမှာလက်ရည်တူနေပေမဲ့အတူတူမရှိပြရင်တည်းအတွက်ဆုံးဖြတ်ခတ်နေတယ်လို့ပြောလိုက်တာပါ။စစ်သူကြီးဒီကတော့အားလုံးရဲ့မြင်မှာလင်ရင်ကဥဆောင်တဲ့အတွက်လင်ရင်ကိုအမှတ်ပေးဖို့ဆုံးဖြတ်ပေးမယ်စစ်သူကြီးလူကတော့သူမကျေနပ်နိုင်တာကြောင့်အချိန်မင်းစီသွားပြီးတိုင်းပြည်ညာဆောင်ဘက်ကရေးမပါတော့ပြောမယ်လို့ချိန်ချောက်ပါရယ်။အဲဒါပေါလုံကြီးမင်းလဲစစ်သူကြီးဒီကိုစိတ်လျှော့ခိုင်းလိုက်ပြီးတော့အကုန်လုံးမြင်ကိုထပ်ပြီးတော့မေးလိုက်ပါရယ်။ ရဲလူကြီးမင်းကတော့လင်းရင်းကိုသဘောကျနေပြီးအကုံလုံးရဲ့ကြံကြံကတော့သူတို့နှစ်ယောက်ကိုနောက်ကျရင်ထပ်ပြီးရှင်မြိုင်ခိုင်းမှုဖြစ်လာပါတယ်။အဲဒါမှာတော့ရဲလူကြီးမင်းဟာခြိတန်လူမျိုးလင်းရင်းအစ်စ်နဲ့တိုင်းမင်းသားရှင်ဖြစ်လာကန်ဒီမှာဘောင်လူကြီးမင်းကလူတီရဲ့ကြံကြံတိုင်းသဘောတူလိုက်တာကြောင့်မန်ဂျီမန်နဲ့ဖြစ်နေခဲ့တာပါ။ဒါပြင်ကြံကြောင်းကပါလူတီနဲ့ထပ်တူရှိနေတဲ့အတွက်မနက်ဖြန်မှအနာရရှိမဲ့သူကိုခံမှန်းရခတ်လို့နေပါပြီ။ရောင်ဝင်းကတော့ကြည်လင်ပြိုင်လို့မရအောင်ဆောင်းရှိတ်ကိုလာခိုင်းမှလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့ရဲလူကြီးမင်းကတော့ခုချေကနောက်ကျသွားပြီဖြစ်ပြီးတကယ်လို့ကြည်လင်ကမတော်စားတောင်ပြိုင်ဝဲမလာနိုင်ခဲ့ရင် အရင်ဆုံးတန်တရားဝန်ခံမှာကလင်းရင်ဖြစ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်ပြီးတော့အခုချိန်နေရလဲရှောင်းရှိဝင်လာတာကအန်ရီပူကင်းတဲ့အတွက်နောက်တစ်ခါပြိုင်ပွဲအတွက်သူတို့ကလင်းရင်ရေးချင်းုံမယ်ယုံကြည်ရပါတော့မယ်တပတ်မှလဲကြံကြောင်းမှာပြိုင်မှုသဘောတူလိုက်တာကြောင့်အိုက်ယူကတော့အန်အောနေတာပါကြံကြောင်းကတိုင်းမင်နာနီလန်သဘောရကြည့်လာကြောင်းလက်ခံနိုင်ပြီမယ်ဘောင်လုံးကြီးမင်းကြည့်လင်ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အကျင့်ကိုတီးလျက်နဲ့လက်ခံလိုက်တာကိုဇာကုန်းဆုံးကအန်အောလို့နေပါတယ်ဘောင်လုံးကြီးမင်းကတော့ဒီလိုလောက်တာဟာသူတို့နှစ်ယောက်ဆိုရင်နောက်ကြောင်းကအဆုတ်ထွေးရှိနေကြအောင်ဘာမှရှင်းလင်းလည်းမဖြစ်သေးခင်မှာနှစ်ယောက်စလုံးနဲ့မသိမ့်တော်ဘူးလို့ပြောလိုက်ပါတယ် တကယ်တော့ဘာလုံးကြီးမင်းကအချိန်တရက်ဆွဲပြီးတော့ကျန်းလုံးကြောက်ကိုအဖြေရလာကိုယူလာတဲ့အထိစောင့်မှုတွေတမိန်ကြံစီလိုက်တာပါတကယ်ပဲမယ်လဲဘာလုံးကြီးမင်းကတော့ဆောင်းမဲရလာကိုမကြင်ညာသေးရင်ကောင်းပါလေဆိုပြီးတော့သာတွေးနေတာဖြစ်ပါလိမ့်ဇာကွန်ဆုံးနဲ့အာယူတို့ကတော့အချိန်တရက်သာရတာကြောင့်ဘာလုံးကြီးမင်းပြောဆိုဖြစ်မလာမှာကိုကြောက်နေခဲ့ပါလိမ့်ဘာလုံးကြီးမင်းကတော့မတ်ချုပ်ဒီဝမ်ကိုပါပိတ်ပြီးတော့ဆွေးနွေးပါလိမ့်မတ်ချုပ်ဒီဝမ်ကတော့ဆောင်းမဲပြီးဆုံးပြီးရလာမကြင်ညာနိုင်မသိတော့တာကြောင့်အစိမပြေဘူးလို့ပြောနေပါလိမ့်ဘာလုံးကြီးမင်းကတော့နောက်ကြောင်းတွေကပြဿနာရှိနိုင်တဲ့အတွက် ်ဂျေနာပြီးတဲ့အခါမှာပြန်ရုပ်သိမ်းလို့မရရင်ပို့ပြီးတော့ပြဿနာရှုပ်သွားနိုင်တယ်လို့ပြောလိုက်တာပါမက်ထူဒီဝမ်ကတော့လက်မခံပဲမတူညီတာကိုရှာဖို့အခက်အခဲရှိလာကြောင်းပေါလုံကြီးမင်းချန်ပီယံချက်ကိုညှင်းဆန်လိုက်ပါတော့တယ်ပေါလုံကြီးမင်းကတော့တခြားနီးလန်းအောင်တောင်းဆိုပြန်ပါတယ်အဲ့ဒါကတော့ရလက်ကိုဂျေနာပေးမယ်တောင်းဝန်အနှင်းနာကိုတော့အเจ้าမျိုးကြောင့်ပေါလုံကြီးမင်းစုံစမ်းပြီးမှဆုံးဖြတ်ပေးဖို့ပြောလိုက်တာပါမက်ထူဒီဝမ်ကတော့အတော်ဆုံးလက်ပြီးစင်တိုင်းသမားကိုရွေးချယ်ပြီးနေဆက်ကာဝေးတက်အင်အားကိုဖြည့်ဆည်းတာသာရွှေဆိုင်လိုက်လူပြောစရာဖြစ်နေလိမ့်မယ်လို့ပြောပြန်ပါတယ် ပေါင်ကြီးမင်းကတော့နောက်ဆက်တွဲ NL ဆိုရင်နာဖြစ်တဲ့တော့အတက်နိုင်ဆုံးသူပြောတဲ့အကြံဉာဏ်အတင်းဖြည့်စည်းခိုင်းနေပါတော့တယ်။နောက်ဆုံးမှာတော့မတ်ချုပ်ကြီးဝန်လန်စိတ်မတင်မကြဖြစ်နေပေါင်ကြီးမင်းကိုသဘောတူပေးလိုက်ရပါတော့တယ်။အဲဒါမှတော့အာယူကဒီနေလို့စီလာလိုက်ပြီးတော့အတော်ပြည့်သူကလည်းလင်းရင်အကြောင်းကိုမေးနေပြန်တာပါ။အာယူကတော့ရလိုက်ပြောဖို့ရောက်လာဖြစ်ပြီးလင်းရင်နဲ့ကြည့်လိုက်နောက်ချိန်ပြိုင်ပြီးတော့နိုင်တဲ့လူကတိုင်းမညာရှိမဲလို့ပြောပြလိုက်ပါတယ်။နောက်နေ့မနက်မှာတော့ကြံဉာဏ်ကကစားဝိုင်းထဲကသူတို့နှစ်ယောက်စီသွားပြီးတယောက်ယောက်တစ်ဖက်လူကိုဆက်ပြီးတော့ထိခိုက်စေတာမျိုးတွေတွေ့ရင်ကြားပြပြီးတော့ချက်ချင်းတားဆီးမယ်လို့ပြောနေပါတယ်။ အန်လိုနဲ့ပြိုင်ပွဲစတင်ပြီးတော့နာကိုရီးယားရန်ညိုးရှိနယ်လင်ယွင်နဲ့ကြည်လိန်တို့ဟာအကန့်အသတ်မရှိချင်းပြိုင်နေကြပါတော့တယ်အန်နမာတို့သူတို့ညောင်းတိုင်းမြညာတူညီနေပြီးရလက်ကလည်းထွက်မလာနိုင်တော့ဘူးလို့ကြံကြောင်းဖြတ်ပြောလိုက်ပါတယ်အားကြောင့်အနိုင်ဆုံးမရှိပဲတည်ကြနေမယ်နောင်ဆုံးကဆက်ပြီးတော့တိုက်ခိုက်ချင်းနေသေးတာပါအန်နမာတို့ပေါလုံကြီးမင်းလည်းပြိုင်ပွဲတည်ကြတော့တည်သွားပြီးတော့ဒါတိုင်းမြညာရဲ့ဆောင်းပွဲမှာတစ်ခါမှမဖြစ်ခဲ့ဘူးလားကြောင်းအန်အုံးလို့နေပါတော့တယ်ဒိုနဲ့နောက်ကျင်ထပ်ဆွေးနွေးကြပြီးတော့အစင်းတစ်တယောက်ကိုပဲရွေးဖို့ပြောနေခဲ့ကြတာပါ ီးတော့ဘာလို့ကြီးမင်းကလည်းလင်ဝင်ကအဆင့်တရတင်တာကြောင့်အားလုံးကတော့လင်ဝင်ကိုအဆင့်တပေးဖို့ပဲဆုံးဖြတ်လိုက်ကြပါလိမ့်စေသူကြီးလူကတော့ကြီးလေယုံသူ့တပ်မှာထားကျင်နေပြီးကြီးလေးတဲ့ယာရုကိုအန်နှင်းကျင်ပါလိမ့်ဒါမဲ့စေသူကြီးလူကအရင်ကရဲဆန်းကစစ်မဲ့ရာဌာနကိုစားပြုနေတဲ့သူ့ကိုကြံပေစစ်သူကြီးတာဝန်ကိုထမ်းဆောင်စေခဲ့မယ်ရွံကျဲကပဲယာသွားတဲ့ကြောင့်ပြန်ပြောလိုက်တာကြောင့်ဂျန်ကျောင်းနဲ့ပေါလုံကြီးမင်းလည်းသတိထားမိသွားခဲ့ပါလိမ့်ဒါကတော့ရွံကျဲကိုကြောက်ချတဲ့ကိစ္စပါဆက်ဆက်လိုက်ဖြစ်တဲ့အတွက်နောက်ပိုင်းမှာဘယ်လိုတွေဆက်ဖြစ်လာအောင်လဲစောင့်ကြည့်ရပါဖြစ်ပါလိမ့်ခင်ဗျာ Thank you ဟုတ်ကဲ့ပါဒီနေ့ရက်ဒီဆက်မှုကတော့ပါပဲနောက်နေ့မှလည်းပြည်သူ့ပြည်ရှင်ပေါင်းချိန်ပိုင်းဆက်တွေဆက်ပြီးတော့ရှိနေမှာဖြစ်တာကြောင့် Channel Subscribe လုပ်ပြီးနောက်အကောင့်လုံးနှိပ်ပြီးတော့စောင့်ကြည့်ကြဖို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့မှအစားဆုံး live ပါကြည့်ရှုအားပေးကြတယ်ချိန်မေးတာဘောရောတယောက်ချင်းစီတိုင်းကျေးဇူးတွေပဲတင်ရှိပါရခင်ဗျာမကောင်းတာလုပ်တဲ့ကောင်တွေမှန်သမျှမိုးနှံမင်းတန်ခတ်ပါစီဗျာကျွန်တော်အန့်ခင်မှုပါ